shopping account ဖွင့်တဲ့နေပဲဖြစ်ပါတယ်ခင်ဗျာတဲ့တငယ်ချင်းတွေက shopping account ဖွင့်နေတည်ချင်လို့ပေါ့နော်ဒီနေ့မှကျွန်တော်က shopping account ဖွင့်နေကိုလာပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ကဲ okay ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ shopping account ကို play store မှာတွားပြီးတော့ down ပေါ့နော် down ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ account ဖွင့်ပြီးတော့ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့မတောင်းပြတော့ဘူးကျွန်တော်ကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ထဲကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးတော့ဆိုရင်ဒီနေရာမှာကျွန်တော်တို့ ME ဆိုတဲ့နေရာလေးပေါ့နော်လူရုပ်ပုံစံလေးတွေ့လာပေါ့နော် အဲ့လူရုပ်ပုံစံလေးကျွန်တော်များထိုးပြပေးထားတယ်ဒီမှာအဲ့ဒီလူရုပ်ပုံစံလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဆိုရင်ဒီနေရာမှာကိုကအကောက်ဂျီမီဟိုဟာဒီအကောက်ကိုဖွင့်ထားတဲ့တူတယောက်ဆိုရင်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့အဝင်လိုက်ပေါ့နော်တကယ်လို့မရှိသေးဘူးဆိုရင်ကျွန်တော်ဒီမှာ site site app ကိုကျွန်တော်ဝင်လိုက်ပေါ့နော် okay ကျွန်တော်ကအတစ်ဖွင့်ပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ site app ကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော် okay ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအကောက်ကိုဖွင့်ဖို့အတွက်ဖုန်းနံပါတ်နဲ့တော့လကောင်းပေါ့နော်ကျွန်တော်ဂျီမီနဲ့တော့လကောင်းကျွန်တော်ဝင်လို့ရတယ်ပေါ့နော်

provide ပုံလေးပါထည့်လို့ရတယ်နော် provide ပုံလေးပါထည့်လို့ရတယ်မပစ္စည်းမှမယ်ဆိုရင်လည်းပဲဒီနေရာမှာတို့တို့ကိုလိုချင်တဲ့ပစ္စည်းအဲမာလို့ရတယ်ပေါ့နော်လွယ်လွယ်လေးပါပဲဒီမီ account တစ်ခုထည့်လိုက်တာနဲ့ဒါတို့တို့ဒီ shopping shopping အလွယ်တကူအဖွင့်လို့ရသွားမှာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်တကယ်လို့နားမနေတာရှိတယ်ဆိုရင်ကျွန်တော် comment မှာရေးလာလို့ရတယ်အဲဒီ profile ကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ account ကိုဒါတို့တို့ပါပါနော်အပေါင်းလေးနှိပ်သွားပြီးဖို့အတွက်လည်းတောင်းဆိုပါတယ်ပေါ့နော်โอเคအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ